အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ကျွန်မအခုပြပြချင်တဲ့အကြောင်းအရာလေးကတော့ဒီပေါ့နော်လမ်းဘီးမှာလမ်းဘီးထမင်းဆိုင်မှာထမင်းဝင်စားရင်နဲ့ကွယ်လွန်သွားတဲ့အမျိုးသားတယောက်အကြောင်းပေါ့နော်ဘာဖြစ်လို့ကွယ်လွန်သွားရလဲဆိုလို့ရှိရင်သူကကြွက်စီးကြီးပေါ့နော်ပေနေတဲ့အစားအစာပေါ့ကြွက်ကစီးကိုစွန့်လိုက်တယ်ဒီစွန့်လိုက်တဲ့အစားအစာပေါ့နော်ပြောရကျွန်မတို့အရက်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကြွက်တီးပန့်ထားတဲ့အစားအစာပေါ့လေအဲ့လိုပြောရမှာပေါ့အဲ့ဒါကိုစားမိပြီးတော့ ဒီကြွက်ရဲ့စီးနဲ့ပိုးဝင်နေတဲ့အစားအစာတွေကိုစားသုံးမိပြီးတော့ကွယ်လွန်သွားတဲ့အကြောင်းပေါ့နော်ဒီအကြောင်းကိုဖတ်မိတဲ့အခါမှာကျွန်မအားလုံးကိုလည်းပြန်လည်ဝင်ပြချင်လို့ပေါ့နော်ဒီကြွက်စီးကလူတယောက်ရဲ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အထိအန္တရာယ်ရှိရဲဆိုတာကိုပြောပြချင်တာပါဆိုတော့ဒါကဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင် leptospirosis လို့ခေါ်တဲ့ bacteria ယောဂါပိုးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ဒီ bacteria ပိုးကကျွက်လူတိရိစ္ဆာန်တွေရဲ့ကြောက်ကထဲမှာနေထိုင်ပြီးတော့သူတို့ရဲ့စီးနဲ့အတူပတ်ဝန်းကျင်ကိုပါလာပါတယ်။ကူးစက်ပုံကတော့ကျမတို့လူတွေကဒီပိုးရှိတဲ့ကျွက်ရဲ့စီးနဲ့ညဉ့်ဉန်းနေတဲ့ရေဒါမှမဟုတ်မြေကြီးဒါမှမဟုတ်အစာအတောက်တွေနဲ့ထိတွေ့မိတဲ့အခါမှာကူးစက်နိုင်ပါတယ်။ထိတွေ့မှုအနေနဲ့အရေပြားမှာရှိတဲ့ခြေရာ ပြက်ရှရာတွေကလည်းကူးစက်နိုင်တယ်လို့မျိုးမျက်လုံးနှာခေါင်းပါးစပ်တို့ရေပေါ့နော်ဒီအချွဲ ွဲအမြေးတွေကနေတစ်စက်လဲပိုးဝင်နိုင်ပါတယ်။နောက်ကြွက်စည်းနဲ့ပိုးဝင်နေတဲ့အစာအသောက်တွေဒါမှမဟုတ်ရေစောက်မှုရဲ့အခါမှာလည်းကူးစက်နိုင်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရုတ်တရက်ဖျားနာတာ၊ခေါင်းခိုက်တာ၊ကြွက်သားတွေကိုက်လာတာချမ်းတုံတာ၊အော့အန်တာ၊ဝမ်းလျှောတာ၊အရေပြားမှာအသားတွေဝါလာတာ၊မျက်လုံးတွေဝါတာ၊ကြောက်ကက်ပျက်စီးတာပြင်းထန်ပါတယ်ဆိုလို့ရှိရင်တည်ဆုံးနိုင်ခြင်းအထိဖြစ်နိုင်ပါတယ်။ ဆိုတော့ဒီ leptospirosis ကအများသောအားဖြင့်တော့ပေါပေါတန်တန်ဖျားနာခြင်းလောက်နဲ့ပြီးဆုံးတတ်ပေမဲ့တချို့လူတွေမှာဆိုလို့ရှိရင်ပြင်းထန်တဲ့ယောဂလက္ခဏာတွေဖြစ်ပေါ်တတ်ပြီးရောအသက်အန္တရာယ်ကိုပါစိုးရိမ်ရတဲ့အခြေအနေမျိုးတွေရောက်ရှိနိုင်ပါတယ်။ကြောက်ကပ်ပျက်စီးတာ၊အသည်းပျက်စီးတာ၊အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့သွေးရုပ်စီးခြင်းတွေကအသက်အန္တရာယ်ရှိရင်နောက်ဆက်တွဲပြဿနာတွေပဲဖြစ်ပါတယ်။ကာကွယ်နည်းကိုပြောရမယ်ဆိုလို့ရှိရင်တော့အစာအသောက်တွေကိုလုံခြုံစွာဖုံးအုပ်ထားပါ။ရေကိုပိုးတက်ပြီးမှတောက်တော့မှကြွက်တွေအိ ိမ်နဲ့မဝင်နိုင်အောင်အိမ်ပတ်ဝန်းကျင်တို့တန်တန်ရှင်းရှင်းထားပါကြွက်ချီနောက်ပြီးွားလို့ရှိရင်ကြွက်ရဲ့စီးပေါ့နော်သူတို့တွေနဲ့ထိတွေ့နိုင်တဲ့အခါမှာလက်အိတ်ဝတ်ဆင်ပြီးတော့တန်ရှင်းလုပ်ဖို့အရေးကြီးပါတယ်နောက်အခုမိုးရသည်လည်းရောက်လာပြီဆိုတော့ရေကြီးရေရှမ်းတဲ့ဒေသတွေကိုသွားလာတော့မယ်ဆိုလို့ရှိရင်ယောဂဘိုးဝင်ရောက်နိုင်တဲ့အတွက်အခွင့်အလမ်းများတဲ့အတွက်ဒီလိုမျိုးယောဂဘိုးမဝင်ရောက်အောင်တတိထားပါဒီလိုကိစ္စမျိုးမဖြစ်ပွားအောင်ကြွက်တင်တဲ့ပတ်သက်တဲ့တန်ရှင်းရေးတွေကျန်းမာရေးဆိုင်ရာအသိပညာတွေမြင့်တင်ဖို့အရေးကြီးပါတယ် ဆိုတော့ဒီ leptospirosis ယောဂါပေါ့เนาะဒီ bacteria ကူးစက်ခံရပြီးတော့ကိုခံရနေတဲ့သူစိတ်ကူးတာမှုနောက်ကျတဲ့သူဆိုလို့ရှိရင်ပြင်းထန်တဲ့အဆင်ကိုရောက်တဲ့အချိန်မှာ အသေးပြတ်ဇီယာပေါ့เนาะနောက်ကြောက်ကတ်မှာအနာဖြစ်တာစီးကျူသွေးကျူဖြစ်တာနောက်အသက်ရှူမရဖြစ်တာ နောက်သွေးထွက်များတာအသက်ဆုံးရှုံးတာတွေဖြစ်နိုင်ပါတယ်။ရောဂါလက္ခဏာတွေအနည်းငယ်ကတော့3ရက်ကနေပြီးတော့ဒီ14ရက်အတွင်းဖြစ်တတ်ပါတယ်။နောက်ကိုပူတာဖြစ်တာ၊ခေါင်းကိုက်တာ၊မျက်စိနီတာ၊ဘိုက်အောင်တာ၊ခန္ဓာကိုယ်မအောင်မနေပေါ့နော်။ဘိုက်ပဲအောင်တာ၊စီးနေတာ၊အသေးနာတာတွေရင်တထိတ်ဖြစ်တာတွေလည်းဖြစ်စေနိုင်ပါတယ်။ဆိုတော့ကြွက် ဒီကြွက်တည်းရဲ့ဘုံတော့စီးရကျမတို့ရဲ့လူတွေရဲ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အထိဒုက္ခပေးပါရတယ်။အဲ့တော့အားလုံးပဲဒီလိုမျိုးအသက်အန္တရာယ်မဖြစ်အောင်ကာကွယ်ဖို့အတွက်အဲကျမအကြောင်းအရာလေးကိုပြောပြခဲ့တာပဲဖြစ်ပါတယ်ရှင်။အားလုံးနားထောင်ပြီးအတွက်ကျေးဇူးများရှိတင်ပါတယ်။